တော့အစပဲဒီသူ့ထဲမှာပါလာလဲဖြစ်နေတယ်မပါလာလဲဖြစ်နေတယ်ပေါ့နော်အခုလောလောဆယ်မှာပထမဆုံးတလုပ်ကငရင်ကအာဒီဒရိုင်းတက်ရွေးပေါ်မှာပဲပေါ့အဲဒီဒရိုင်းတက်ရွေးပေါ်မှာပဲအဲသခိုင်းရေကားအင်းအောက်ဒီကနေပြီးတော့စပြီးတော့လုပ်တယ်7.7နဲ့စလုပ်တယ်အဲဒုတိယငရင်ကတရဦးလေးရင်ခွင်အနောက်မြောက်ဖက်အောက်ဖက်ကနေပြီးတော့လုပ်တယ်6.4 magnitude ပေါ့နော်ပြီးတော့ တတိယငွေကြေးကဒုတိယငွေကြေးနဲ့အချိန်တူတူလုပ်တယ်။အဲ့ဒါကအာတောင်ကြီးရဲ့အနောက်မြောက်ဘက် rush out အာနာမ7.1နဲ့တစ်ချက်လှုပ်လိုက်ကြည့်လေ။ပြီးတော့မှအာအဲ့ဒီဒီတောင်ကြီးဘက်ရှမ်းပြည်နယ်ဘက်မှာလုပ်တဲ့ငွေကြေးကတောင်ကြီးအင်လီဓာရှိုးတွေပါထိတယ်ဆိုပြီးတော့ပြရပါတယ်။အာနောက်တစ်ခုကအာရှူဟိုမှာ4.6နဲ့အာ after shock cash လုပ်ကြပေါ့။အဲ့တော့ အာကနဦးငရင်ကြီးလှုပ်ပြီးတဲ့အချိန်မှာနောက်ဆက်တွဲထပ်လှုပ်တာရေးချိန်ကြီးပါပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီနောက်ဆက်တွဲငရင်ကျုံနိုင်မဲ့အခြေအနေကိုနောက်ထပ်၂ရက်၃ရက်လောက်တော့ကျွန်တော်တို့ဖြတ်ပြီးတော့တတိထားပြီးတော့စောင့်ကြည့်ရမယ်ဒီအချိန်မှာအပြည့်အစည်းကြီးကြတဲ့မှာဝင်ပြီးတော့ကယ်ဆယ်ရေးတုံနေကြတဲ့ဒီပရိုက်တာအပွဲကြီးကယ်ဆယ်ရေးအပွဲကြီးမိတ္တတို့ဘာလို့အပွဲကြီးပေါ့နော်အဲ့ဒီအပွဲကြီးကတော့ဒီနောက်ဆက်တွဲငရင်ထုတ်တဲ့အချိန်မှာ လကူကထိထားတဲ့အဆောက်အဦရဲ့အကြံဉာဏ်မှုကျော်သွားတဲ့အတွေ့ဒီဟာကိုတတိထားပါမယ်သူတို့ရဲ့အာထပ်ပြီးတော့ပြူကြတာပြူကြတာဖြစ်လို့ရှိရင်ဒီဥစ္စာဒီအတက်အညီများပါလေအဲ့တော့ဒီအချိန်မှာကျွန်တော်တို့ဒီအာကြေကြေလေးလုပ်နေကြတဲ့သူတွေပေါ့နော်အဓိကတတိထားပါမယ်ဒါပေမဲ့ဟိုနောက်ဆက်တွဲငငယ်အနေနဲ့ကြီးကြီးမားမားကြီးထပ်ပြီးတော့တုတ်တိုင်ပို့တော့နေပါပါပြီမရှိရဘူးလို့ပြောပါပေါ့နော်တဖြည်းဖြည်းနဲ့အာရော့သွားပြီ အဲ့ဒီအခေတ်ကတော့ဒါအခုလုံးလုံးစေပြောလို့ရတယ်အဲ့တော့1930ခုနှစ်နောက်ပိုင်းမှာဒီစကိုင်းငရင်တုတ်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်အဲ sorry ဘကုန်းငရင်ကြီးတုတ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်နှစ်တရာနီးပါးတော့ဒီအာမစုပ်ပဲဖြစ်နေတာပေါ့အဲ့ဒါကြောင့်မလို့ငရင်ကြီးတော့လှုပ်နိုင်နေဆိုတော့ကျွန်တော်တတိပေးတာလေးရင်းပညာရှင်တွေငရင်ကော်မတီကရောပေါ့နော်အဲတတိပေးတာလေးရှိပါတယ်အဲ့ဒီဟာကိုတတိပေးနေရင်လည်းတကုတ်တာ ထပ်ပြီးတော့လှုပ်တာပေါ့နော်အခုအခုမှစပြီးတော့ဒီတိုင်းပြည်ကြီးပေါ်ကနေပြီးတော့လှုပ်တာပေါ့အဲ့တော့ငရင်လှုပ်တယ်ဆိုတာကတို့အနေနဲ့မှလှုပ်မယ်ပဲအချိန်လှုပ်မယ်ဘလောက်ပြင်းပြင်းလှုပ်မယ်ဆိုတော့ဟိုကျိုးရင်ခံမှန်းချက်လှုပ်လို့မရသေးတဲ့အတွက်အခုဒါတတိထားဖို့ပဲရှိပါတယ်အပြည့်အစုံဖြစ်လာပြီးအခုအကြီးခိုက်ပြေဆုံးမှုတွေဖြစ်လာပြီးဆိုတဲ့အတွက်တော့တန်တန်တလို့ရှားပွေကလေးရေးလို့ကြောက်ဖို့ပဲရှိပါတယ်ဒါတွေကိုဆက်ပြီးတော့တတိနဲ့ဆက်လုပ်ကြပါမယ်ခင်ဗျာယူရောမှာဟုတ်တယ် အများကြီးသတိထားပါမယ်။ဟိုတိကြိုက်ထားတဲ့အဆောက်အဦတွေတော့ဒီအဲ့သွားတဲ့အဆောက်အဦတွေမှာဟိုဖြစ်နိုင်ရင်တော့သူရဲ့ပညာရှင်တွေနဲ့ပေါ့နော် အင်ဂျင်နီယာတွေပညာရှင်တွေနဲ့တွေ့တွေ့ကြကြဆက်ဆေးပြီးမှသာဒီအဆောက်အဦတွေမှာပြန်ပြီးတော့နေတင်ပါလေ။အာဒါမှမဟုတ်လို့ အဲထပ်ပြီးတော့မလုံနိုင်တော့ဘူးဆိုပြီးအရေးဆုံးနေနေမယ်ဆိုရင်တော့ဒါဟိုခံရပါလိမ့်မယ်ခင်ဗျဟိုထပ်ပြီးတော့လေဟိုအနည်းဆုံး၄၅လောက်ကတော့လှုပ်နိုင်နေရပါတော့နော်ရေရေချက်စကီပေါ့ဟိုတမမို5လောက်ကတော့ဒါနောက်ဆက်တွဲအနေနဲ့လှုပ်နိုင်နေတယ်လှုပ်နိုင်နေအခြေအနေပြီးနောက်ထပ်2ရက်3ရက်လောက်တော့ရှိသေးတယ်ဆိုတော့ဟိုအရင်စလိုတော့ ြန်ဝင်ပြီးတော့မတည်ပြတ်ပါဘူးဒီအထက်မြင့်အဆောက်အဦတွေပေါ့အထူးသဖြင့်ပြောမယ်ဆိုလို့ရင်ဒါတွေကလှုပ်လိုက်လို့ရှင်တော့အဲထပ်ပြီးလှုပ်လိုက်လို့ရှင်အဲထုတ်နိုင်ပါလိမ့်ခင်ဗျာဟုတ်ကဲ့ပါဟိုကျွန်တော်တို့အခုလောက်တာကသခိုင်းပြည့်ရွေးပေါ့သခိုင်းပေါ့ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ အကြီးဆုံးနဲ့အမည်ရအများဆုံးအပြည့်ရည်ဖြစ်ပါတယ်အတူကဒီပင်လယ်တွေကနေပြီးတော့ကျွန်တော်တို့ကပ်ပလီပင်လယ်ကနေပြီးတော့အတုံးကခရမ်းတုံးကဘက်ကနေပြီးတော့ရန်ကုန်မြို့ရဲ့အရှိတ်နဲ့ဆက်နဲ့တမိုင်လောက်ကပေါ့နော်အဲဒီတော့ကနေဖြတ်ပြီးတော့ပခိုးတို့ဝါတို့ကိုဖြတ်ပြီးတော့ကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းအတိုင်းတောက်လျှောက်အပေါ်တက်သွားတာဟုတ်အချင်းကြီးနဲ့အထိရောက်တဲ့အထိပေါ့ဒါ main စကိုင်းတက်၍ကြီးရဒါကြီးရအကြီးကြီးတွေလောက်ကပေါ့နော်သူရှိမှလည်း အဲဒီဒီဒီလောက်ခဲ့တဲ့အခြေအနေအများကြီးပဲရှိတယ်။အထူးကျွန်တော်တို့ဟိုလိုပြောမလဲဟိုအတိအကျဆုံးကတော့1930ခုနှစ်မှာလုပ်သွားတယ်။ပကူးမြင်ပေါ့။ပကူးမြင်မှာလုပ်တဲ့အချိန်တုန်းကလည်းလူတွေတည်တာများတယ်။ရန်ကုန်မြို့မှာလည်းတိုက်တွေပြူလာရှိတယ်။သို့တော့ရန်ကုန်ရဲ့ဒုနေထူထပ်မှုကအခုလောက်မများသေးဘူး။မများသေးတဲ့အတွက်အခုအချိန်မှသာ အဲ့ဒီပကုန်းရည်ရုပ်တုံးကတော့ပြင်းပြင်းလုပ်မယ်ဆိုလို့ချင်းတော့ရန်ကုန်မှာလည်းအထူးကြိုက်ကြားနိုင်တယ်အခုကတော့ရန်ကုန်မှာမတုံဖက်နဲ့ဟိုမန္တလေးမှာတော့တုံတော့ပေါ့နော်မန္တလေးသက်ကိုင်းနေပြီးတော့နေပြီးတော့အထူးရောက်ပါတယ်အဲ့တော့ဒီရည်အထူးလှုပ်သွားတာဆိုတော့အဲ့ဒီအထက်ဆက်မှာဒါအထူးကြိုက်မှုကြီးရှားတယ်အထောက်အပြုကြတာကြီးရှိတယ်အဲဘာသာရေးအထောက်အူကြီးဒါအဲ့လာကြီးလဲပြူကြတာကြီးရှိတယ်ထိခိုက်ပြေဆုံးမှုတွေလည်းများပါတယ်အဲ့ဒီခါလေးအတွက်ကိုလုပ်နေရတော့ပို့လို့ပါဗျာ ဟုတ်ကဲ့အဓိကကတော့အခုရှာဖွေကလေးကြီးတွေလောက်ရတာပေါ့နော်ရှာဖွေကလေးကြီးလုံနေကြတဲ့အဖွဲ့ကြီးနောက်ပြီးတော့မှဟိုအရင်တန်းကြောင်းစောင်းသွားတဲ့အက်သွားတဲ့အဆောက်အဦတွေပေါ့ဘူးပြန်ပြီးတော့နေဖို့အတွက် အာစဉ်းစားတဲ့ဒီပြည်သူတွေပေါ့ဒါတွေတတိထားပါမယ်နောက်ဆက်တွဲငရင်ဒီနောက်ထပ်2ရက်3ရက်လောက်အထိအာဒါတတိထားပါအောင်မယ်ဗျာအဲ့ဒီတော့ဒါလေးပဲကျွန်တော်ပြပြီးတော့ပြောချင်ပါတယ်